ီးမီးယားလိပွဲစဉ်30ဒက်လန်ဒါဘီဘရန်ဖို့နဲ့ချဲစီ မင်္ဂလာပါကိုခိုင်းအစ်စတာဖုတ်ဘောရှူနဲ့ချဲစီတီဗီကနေကြိုဆိုပါရစ်စူပါဆန်နီရဲ့ည9နာရီခွဲမှာရှင်ပြိုင်ကစားမဲ့ဘရန်ဖို့နဲ့ချဲစီတို့ရဲ့လန်ဒါဒါဘီပွဲစဉ်ပွဲကြိုသုံးသက်ချက်ကိုကျွန်တော်တို့တူလုပ်ပါမယ်ပထမဆုံးဒီဘောမှာမြင်မိတဲ့ရှူတောင်လေးတွေကိုဆွဲထုတ်ဆွေးနွေးကြည့်အောင်ခင်ဗျလန်ဒါဒါဘီပွဲစဉ်တပွဲဖြစ်တာနဲ့အညီပြိုင်ဆိုင်မှုကတော့ပြင်းထန်မှာတည်ကြတယ်ချဲစီကဒီပွဲပြီးရင် Conference League ကစားဖို့ရှိတဲ့အတွက်ကြောင့်ဒီပွဲကိုအပြည့်အဝအာရုံစိုက်နိုင်ပါမလား Conference League အတွက်လူချယ်မလား တွေးကောင်းတွေးနေနိုင်တယ်ကျွန်တော်တယောက်တည်းအမြင်ရပြောမယ်ဆိုရင် Conference League ထက် Premier League မှာ Champion League ဝင်ခွင့်ရရေးက Chelsea တို့ပိုအရေးကြီးတယ်ကျွန်တော်တို့ Chelsea ရဲ့ Conference League ပွဲစဉ်တွေကိုလည်းတပွဲမပြတ်ပါဘူးတောက်လျှောက်စောင့်ကြည့်ခဲ့ဘူးလေဒီဖလားပေါ်မှာသူ့ရဲ့သဘောထားရှင်းနေဗျဟိုဖလားရရေးမရရေးတဲ့ဆိုင်ဝင်ပြိုင်လိုက်တဲ့သဘောမျိုးပဲအတင်းရဲ့လူစင်း register လုပ်တဲ့အခြေအနေကိုပဲကြည့် group stage မှာတော့ကိုးပါမှာတော့မပါဘူးအခုရှုံးထွက်အစီအောင်မှပါမှပါလာတယ်ရည်ရွယ်ထားတာက second priority အနေနဲ့ပဲဒီ conference league ကိုရည်ရွယ်ထားတာမှန်တော့လည်းမှန်ပါတယ် conference league ရလို့ဘာဖြစ်တော့ europa league ပဲဝင်ခွင့်ရမယ်လေ conference league ကတာမန်အသင်းတွေတောင်ဘူဆွဲတက်တဲ့အစင်လာရှိတဲ့အတွက်ကြောင့် chelsea လိုအသင်းမျိုးအနေနဲ့ဘူဆွဲသွားတယ် okay conference league ရတယ်ငါတို့ရဥရောပမှာမရဘူးတဲ့ဖလားမရှိတော့ဘူးပညာကျွယ်လို့တော့ရတယ်ဒါမဲ့အရင်အရေးပါလာကြီးရတော့မဟုတ်ဘူး ဒီလိုပြောလို့ဟို conference league ကိုမယူဘူးကွာချယ်ဆီရဲ့ short လိုက်ပြီးကွာလို့ပြောတာမဟုတ်တော့ပွဲနှစ်ပွဲရှင်လာတဲ့အချိန်ကျရင်ဘယ်ပွဲကိုဦးစားပေးမလဲဆိုတဲ့အပိုင်းကိုဆွေးနွေးတာပါကျွန်တော်ကအဲ့လို tournament တစ်ခုရှင်လာတဲ့အခါကျရင်ဦးစားပေးနိုင်တဲ့ပွဲတွေကိုစဉ်းစားရတယ်အရေးကြီးတယ်ဒီခါလေးကျရင်နောက်ပွဲအတွက်အာရုံရနေတဲ့အတွက်ကြောင့်ရှစ်ပွဲကိုဦးစားမပေးလိုက်တဲ့ပုံစံမျိုးအာရုံအပြည့်အဝမဆိုင်နိုင်လိုက်တဲ့ပုံစံမျိုးတွေအများကြီးမြင်ခဲ့ရဘူးတယ် ဥမာပြောရင်တော့အာယီအေဗရန်ပွဲဆိုရင်အာယီကရီယယ်မက်ဒရစ်ပွဲအတွက်ပို့ပြီးအာယုံစိုက်နိုင်တယ်ပို့ပြီးအရေးကြီးတယ်ချယ်ဆီကျတော့မတူဘူးအဲ့ဆိုလို့ချင်တာဒီဘက်မှာ focus အပြည့်ထားပြီးကစားမှာပဲဒီနေ့ရသည်1 2 4ဝင်ခွင့်ယာယီကလည်းချယ်ဆီကကိုကိုကိုဖြတ်သွားတာဗျကိုကန်ဂျမာကိုတွေ့ဖယ်အောင်လုပ်သွားတာသူတို့အရင်တော့တိုက်တဲ့မှန်းဖို့အထီကိုအချိန်ကြီးကောင်းခဲ့တာလမ်းကြောင်းအရာလဲဒီစမှာကာလာမှာချယ်ဆီကပွဲချောင်ဆုံးသို့တော့ကြိုးကြောင်နေဖြစ်ပြီးတော့1 2နှစ်နေရာကိုရဖို့အတွက် မသေးကြသလောက်ဖြစ်သွားတယ်အဲ့တော့၃-၄နှစ်နေရရဖို့အတွက်ကလည်းအခု Northern Forest ကြီးကမယုံကြည်နိုင်တဲ့ကောင်းလောင်ကိုကျန်းနေတော့ရဖို့ကမသေးကြတော့ဘူးရှားရင်ရသလောက်နိုင်ပွဲယူပြီးတော့1-4ဝင်ခွင့်တနေရာကို Chelsea အနေနဲ့ချင်းချောက်ကြိုးစားရမှာဖြစ်ပါတယ်အဲ့တော့ကြောင့်ဒီဘက်ဘက်မှာ focus အပြည့်အဝစိုက်နိုင်မယ်လို့ကျွန်တော်ကတော့ယူဆတယ်ဖက်က Brentford Brentford ကတော့ Fulham တို့လိုအသင်းမျိုးနဲ့တူတူပဲနှစ်စဉ်နှစ်တိုင်းတန်းစစ်စုံယုံအားမရှိသလိုဥရောပဝင်ခွင့်ဖိအားလည်းမရှိဘူး တို့ကတော့ EBA ရဲ့အလေလက်အသင်းတွေလို့ပြောရမယ်။အသင်းတွေကိုဖိအားကင်းကင်းနဲ့ဒုက္ခပေးနိုင်တယ်။တို့ကန့်ကျင်တဲ့ viewer ဘိုင်းနဲ့ကန်တယ်။ခံကန်လည်းကန်မယ်ဗျာ။ဒါမှမဟုတ်လေအသင်းတွေကိုဖိအားပေးပြီးကစားရင်လည်းကစားမယ်။အဲ့တို့ကြောင့်ကြောက်ဖို့ပိုပြီးကောင်းပါတယ်။နောက်တစ်ပိုင်းကအာရှရဲ့အကြောပေးမှုတွေကိုကျွန်တော်ဆွေးနွေးကြည့်အောင်။ Chelsea ကတည်ရင်ကြရင်တဝက်ရှုံးမယ်ဆိုတဲ့အကြောပေးမှုပေးထားပါတယ်။ဒီအကြောပေးမှုကတော့အမတန်အမတန်ပျော်ပြောင်းလွန်းပါတယ်။ Chelsea ကမရှုံးရင်ရပြီဗျာ။နောက်ဆုံးဒီပွဲတည်ရင်ကြသွားရင်တော့ဆုံးရှုံးမှုကြီးကြီးမားမားမရှိတဲ့အတွက်အားလုံးက Chelsea ရွေးချင်အောင်အာရှရဲ့ အကျော်ပြဖွင့်လှစ်ထားမှုလို့ထင်တယ်ဒီလိုပွဲမျိုးတွေကအနေနဲ့များတယ်ချက်စီးတရေကျဖို့များတဲ့ပွဲစဉ်တပွဲဖြစ်တယ်လို့အခက်မသိရင်ရှုံးသွားနိုင်တယ်ဆိုတဲ့ပုံစံမျိုးပါတူတယ်ကိုနဲ့တစ်ချက်ပြန်ချိန်ကြည့်အောင်3ဖြစ်ပါတယ်3ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ကတော့ချက်စီးကိုအနေငယ်စွန့်စားကြည့်စေချင်တယ်ဘာကြောင့်တော့တကယ်လို့နှစ်ကိုတဝက်ရှုံးလို့နှစ်ကိုအပြည့်ရှုံးလို့ဆိုရင်အဲ့ဒီတူတယ်ကိုက နဲကိုနဲတယ်ဗျစီစီလိုဝမ်းဝမ်းလိုစတဲ့ reset မျိုးတွေပဲဖြစ်တတ်တယ်တသိန်းတည်းကဝမ်းစီစသဖြင့်ပေါ့နော်သို့တော့ 3D ကြတော့သူကနှစ်သိန်းပေါင်းတွင်းကို3ကိုဖြစ်သွားနိုင်3ကိုဖြစ်ဖို့အများဆုံးဖြစ်တဲ့အတွက်ကြောင့် 3D လိုအကျော်ပေးထားတာတသိန်းတည်းက2.9နဲ့နိုင်တဲ့ပုံစံမျိုးအဲ့တော့နိုင်ရင်ဘယ်သိန်းနိုင်မလဲဆိုပြီးကျွန်တော်ရွေးချယ်ရလိမ့်မယ် brand 4ကတော့အာရှအကျော်ပေးမှုရနိုင်နိုင်ဂျီတောင်ပိုများတယ်ဆိုတော့အခြေအနေမျိုးဒါပေမဲ့ချယ်စီကိုကျွန်တော်တို့ short တွက်လို့ရသလားဒါချယ်စီပြိုင်သက်တယောက်အနေနဲ့ကျွန်တော်ပြောတာမဟုတ်ဘူးနော်တာမန် ဘောလုံးပွဲကို investment လုပ်မဲ့ပရိသတ်တယောက်အနေနဲ့ပဲပြောတာ။ချယ်ဆီမှာကစားသမားကောင်းတချို့ပြန်ပြီးတော့ပါဝင်လာပြီ။ Wesley Fofana နဲ့ Romeo Lavia ကလည်း training ပြန်ဆင်းနေတာကျွန်တော်တို့တွေ့တာတယ်။ဘယ်အချိန်ဘယ်ကာလမှပြန်ပါမလဲကျွန်တော်တို့မသိဘူး။ Wesley ကဒါတောင်မှရှေ့ပွဲတွေမှာပါခဲ့သေးတယ်။အဲ့တော့ Chelsea ရဲ့ဒီ squad ကြီးကတော်တော်လေး solid ဖြစ်တယ်။ဘယ်ကစားသမားမဆိုလဲပြီးတုံးလို့ရတဲ့ပုံစံအနေထားမျိုးမှာအသင့်ရှိနေတယ်။ကိုပါမားကလည်းပြီးခဲ့တဲ့တပတ်ပွဲစဉ်တုန်းကတွင်းကိုတကူဖန်တီးပေးသွားနိုင်ခဲ့တဲ့အတွက် ီလိုပွဲမျိုးမှာစိတ်အားထက်သန်မှုရှိလာနိုင်တယ်ပေါ့နော်ချယ်ဆီကပပချင်းစီပြန်တက်လာတဲ့အချိန်တွေမှာချယ်ဆီကိုဘက်ကန်ဖို့ဆိုတာကျွန်တော်အနေနဲ့ပြောရင်သိပြီးမလွယ်ဘူးဒါတော့ကိုယ့်ရဲ့အယူဆနဲ့ကိုယ့်ရဲ့ရွေးချယ်မှုနဲ့ကိုပါပဲဟာဘရန်ဖို့ကတော့ဖိအားမရှိလို့ချယ်ဆီက conference league ရှိလို့အိမ်ကွင်းမှာချယ်ဆီကိုတီးမယ်ဖြုတ်မယ်ဆိုရင်လေဒါကတော့သဘောပေါ့နော်ဘရန်ဖို့နိုင်မယ်လို့ယူဆရင်လေဒါညီကိုတို့အမြင်မှန်လဲမှန်မယ်မားလဲမားမယ်ကျွန်တော်တို့မပြောလို့ကျွန်တော်အမြင်အရတော့ဒီပွဲစဉ်တည်ရကြရင်တော့ဆုံးရှုံးမှုကြီးကြီးမားမားမရှိတဲ့အတွက်ဘလို့ပဲ trick trick ကျွန်တော်တို့ Chelsea ထောင်ချောက်ထဲကိုပဲဒဲခုံစင်းမယ်အဲ့တော့ကြောင့် handicap မှာကျွန်တော် Chelsea အသင်းကိုအားပေးချင်ပါတယ်နောက်တစ်ပိုင်းကဒီနေ့သင်းကြားရဲ့ကိန်းဂဏန်းအချက်လက်တွေကိုထပ်ပြီးဆွေးနွေးပါမယ်နောက်ဆုံး6ချိန်ထိတိုက်တွေ့ဆုံမှုမှာ Brentford က3ချိန်နိုင်ပြီး2ချိန်တည်ကြထားပါတယ် Chelsea က2ချိန်တခါပဲနိုင်ထားပါတယ်ခင်ဗျပုံမှန်လင်းလင်းပြောရင်တော့ Chelsea ဒီ Brentford ကိုရှင်လို့မရခဲ့ဘူးဆိုတဲ့သဘောမျိုးထူးခြားတာတစ်ခုကအဲ့ဒီနိုင်တဲ့ တပွဲတဲ့တော့ပွဲစဉ်ကလည်းဒီနှစ်ဘောလုံးရသည်ပထမအကြော်တော့ချဲစီရဲ့အိမ်ခွေးမှာ2-1နဲ့နိုင်ခဲ့တာပါ၈နှစ်ကျွန်တော်၅ချိန်ထိတိုက်တွေ့ဆုံမှုတွေမှာချဲစီဒီ Bravo တစ်ချိန်တစ်ခါမှအသာစီမရခဲ့ဘူးပါဘူးအဲ့တော့အခုနောက်ဆုံးပွဲစဉ်တပွဲပြန်နိုင်ခဲ့တဲ့အတွက်ကြောင့် ဒီဟတ်တူဟတ်အစင်လာကိုလည်းတွားပြီးဖီးတက်နေလို့မရပြန်ပါဘူးခင်ဗျ။နောက် Bravo ရဲ့အခုနောက်ဆုံး6ပွဲဆက် reset 3ပွဲနိုင်2ပွဲဒီ2ပွဲရှုံးထားပါတယ်။စွမ်းဆောင်ရေးပိုင်းမတည်ငြိမ်ပါဘူး။နောက်ဆုံး3ပွဲဆက်တိုက်ကတော့2ပွဲရှုံး2ပွဲနိုင်2ပွဲရှုံးဆိုတဲ့ရလဒ်တွေရထားပါတယ်။ရှုံးတဲ့အသင်းတွေကိုကြည့်မယ်ဆိုရင်ဒါ Newcastle ကိုရှုံးတယ် Aston Villa ကိုအင်ကွင်းကြီးမှာ1-0နဲ့ရှုံးတယ်။အင်ကွင်းအဝေးကွင်းမြေပြေရှုံးတယ်ဆိုတဲ့သဘောမျိုးပဲဖြစ်ပါတယ်။ကျွန်တော် Chelsea အသင်းကတော့အခုနောက်ဆုံးကစားထားတဲ့ပွဲစဉ်6ပွဲမှာ9ပွဲနိုင်2ပွဲရှုံးထားပါတယ်။ရှုံးတဲ့ပွဲစဉ်ကအာ ာကြီးကို1-0နဲ့ရှုံးတာကဖဲလိုက်တော့အာကြီးလီဗာပူးကဒါချွင်းချက်ပေါ့နော်ရှုံးရင်လည်းနားလေလက်ခံပေးရမှာပဲအဲချန်တဲ့အတင်းတွေကိုအနိုင်ရအောင်တော့ကစားထားပါတယ်ဒီထဲမှာလက်စတာစီးဒီတို့ကိုပန်ဟေဂင်တို့တော်တင်မော့ဘ်စ်ပါတို့စတဲ့အတင်းတွေကိုနိုင်ထားတာကိုတွေ့ရပါတယ်ခင်ဗျဆော့ဒတန်4-0နဲ့နိုင်တဲ့ပွဲကတော့ထားလိုက်ပါတော့ကျွန်တော်အဲ့တပွဲတည်းဟိုကြိုက်တာဗျာချန်တဲ့ပွဲတွေကဆွမ်းဆောင်ရည်ပိုင်းအဲ့လောက်မကြိုက်ဘူးအခုနောက်ဆုံးစပါကိုနိုင်တဲ့ပွဲတွေမှာတော့ဆွမ်းဆောင်ရည်ပိုင်းမကောင်းဆိုတော့လက်ရှိ current form ရဆွမ်းဆောင်ရည်ပိုင်းကိုဖယ်လိုက်မယ်ဆိုရင် form ကောင်းနေတယ်လို့ပြောနိုင်ပါတယ်ခင်ဗျ ောက်တစ်ပိုင်း Bravo သေးရဲ့အိမ်ကွင်း6ပွဲသေးရလက်တော်တော်စိုးစိုးဝါပါနှစ်ပွဲသေးကြပြီး၄ပွဲရှုံးတာတယ်ဒီပွဲမှမနိုင်တာပါဘူး အဲ့ရှုံးတဲ့ပွဲစဉ်တွေကိုကြည့်မယ်ဆိုရင် Villa, Tottenham, Liverpool, Plymouth. Plymouth တို့ Tottenham တို့တောင်ရှုံးတယ်။အိတ်ကွင်းကစား Brentford ကပြီးခဲ့သောရာသီတည်းကလောက်မကောင်းတော့တာအမှန်ပါပဲ။ကျွန်တော်တို့ Chelsea တင်းကပို့ဆိုးတယ်။အဝေးကွင်း6ပွဲဆက် result မှာတပွဲနိုင်ပြီး9ပွဲရှုံးထားတယ်။အဲ့လောက်ထိအဝေးကွင်းရလက်တွေစိုးသွားရအောင် Chelsea ရဲ့ကစားသမားတွေရဲ့စိတ်တက်ကရှေ့မှာတော်တော်ပြက်ပြားသွားတယ်ဗျ။အိတ်ကွင်းရောက်မှပဲသူတို့အနိုင်ရလက်တစ်ခုကိုပုံဖော်တတ်တော့တယ်ဆိုတဲ့သဘောမျိုးဖြစ်သွားပါတယ်။အဲ့ရှုံးတဲ့ပွဲကြီးကြည့်မယ်ဆိုရင် AE Villa Brighton နှစ်ပွဲမန်စီးတီအသင်းကောင်းနေတော့ဖြစ်နေတယ်ပွင့်လင်းပြောရင်တော့ဘရန်ဖို့တက်ပိုကောင်းတဲ့အသင်းမျိုးတွေအဲ့တော့ကြောင့်ဒီပွဲမျိုးကချက်စီးအနေနဲ့ရှုံးတာထက် တေရလက်ကိုဥတီနိုင်တယ်လို့တော့ကျွန်တော်ဒီအိမ်ကွင်းအွေးကွင်းအားတွေနဲ့ရှင်းပြီးတော့သုံးသပ်ချင်ပါတယ်။ကဲကျွန်တော်နောက်ဆုံးမှ view အပိုင်းချင်းကပ်မှုကိုတစ်ချက်လှုပ်လိုက်အောင်ခင်ဗျ။ဒါမဲ့နီးပြကင်တွင်နေတဲ့အတင်းတင်းပြီးပြီး Bravo အတင်းကတော့ Area Jewelry ကောင်းတယ်။ D block ကိုဦးစားပြီးပြီးကစားတတ်တဲ့အတင်းမျိုး။ကွင်းလယ်ပိုင်းမှာ playmaking လုပ်ပေးတဲ့ကွင်းလယ်ကစားသမားတွေထက်ခံစစ်ကိုအားပြုတဲ့ကစားသမားတွေပိုများတယ်။အဲ့အတွက်ကြောင့် Chelsea အနေနဲ့ site တွေ central zone တွေကနေဖိုးပေါဖို့ဆိုတာတိတ်ပြီးမလွယ်ဘူး။ ပြီးခဲ့တဲ့ Tottenham Hotspur နဲ့ပွဲစဉ်အားလိုမျိုးအဲ့ဒီ pocket position နဲ့နေမကောင်းတဲ့ပုံစံမျိုးနဲ့ဆိုရင်ပို့ပြီးတော့တိုင်ပတ်သွားနိုင်တယ်။အာရှအကြောပီးမှုကလည်းလွန်တော့မလွန်ဘူးဗျ။ဘယူအပိုင်းကကြည့်မယ်ဆိုရင်ပို့ပြီး Tottenham Hotspur တဲ့ solid ဖြစ်တဲ့အသင်းမျိုးအဲ့တော့ဝင့်နေမှာပဲ Chelsea အနေနဲ့လွန်ကျော် middle အသက်မှာပဲဗျ။ဘောလုံးပေးတာကုံဆုံးသွားလိမ့်မယ်။ player တူဦးတယောက်ချင်းစီရဲ့ကျွမ်းကျင်မှုပါမှသာလျှင် Brentford အသင်းရဲ့ အဲ့ deep block ကစားတဲ့ hand တွေကိုထိုးပေါက်နိုင်နေမယ်။အဲ့ deep block ကစားတဲ့တဲမှာက तू overload ထပ်လုပ်လိုက်ရင်အဲ့ pocket position နဲ့မှာတတ်မှန်းကစားသမားအနေနဲ့ဘလိုနီးနဲ့မှပြေးထွက်လို့အဆင်မပြေတော့ဘူး။ position ကောင်းအောင်မကောင်းတော့ဘူးဗျာ။ Chelsea ရဲ့ ကစားသမားတွေကိုကြည့်ပါအဲ့ pocket position နဲ့နောက်ပိုင်းလုံးဝလုံးဝမကောင်းတော့ဘူးကိုပါမှာကြောင်ပြောက်သွားရလဲပါတယ်ပေါ့နော်အဲ့တော့ winger တွေအားကိုမဲ့ကြည့်မယ်ဆိုရင်လေ winger တွေကခြေသွမ်းမတည်ငြိမ်တဲ့ကစားသမားတွေ Jadon Sancho ကိုကိုယုံကြည်မှုဂုဏ်တတိမရှိသေးဘူး Patronato တပွဲရွှေတပွဲငွေ Tottenham Hotspur နဲ့ပွဲမှာပြောင်းနေတယ်အဲ့တော့ကျွန်တော် Necklace Jackson ကိုပဲအားကိုအမှာ Jackson တွန်းတွန်းတိုက်တိုက်ကစားမှသာလျင် deep block ကစားနေတဲ့ခန်စစ်ပုံစံကွဲထွက်သွားလိမ့်မယ်အဲ့လိုကွဲထွက်သွားလဲ overload လုပ်ထားတဲ့အတွက်ကြောင့်ကျွန်တော်သိပြီးတော့မလွယ်ကူပါဘူးဆိုတော့ conclusion ဆွဲရမယ်ဆိုရင် Chelsea ရဲ့ဦးချင်းတယောက်ချင်းဆွမ်းဆောင်ရရနေပဲ ကိုရဖို့အတွက်ကျွန်တော်တို့မျှော်လင့်ရမယ်အတင်းလိုက်စူစီးကြစ်လက်မှုအားမှာတော့ brand for အတင်းပွင့်လင်းပြောရင်တော့မရှင်းနိုင်ပါဘူးခင်ဗျဆိုတော့မတက်နိုင်ဘူးတေကြဖို့များတဲ့ပွဲတင်တပွဲတေကြရင်တဝက်ဆုံးရှုံးခံနိုင်တယ်ဆိုလို့ကအနိုင်မျှော်လင့်ချက်လေးပို့ပြီးတော့မျှော်လင့်လို့ကောင်းမယ် Chelsea အတင်းကိုပဲရွေးချယ်ပေးကြပါခင်ဗျ